ိတ်ကြိုက်တဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မကြော်ညာဘဲနဲ့စီးပွားရေးလှုပ်ခြင်းဟာအမောင်တဲကနေကောင်မလေးတယောက်ကိုမျက်စိမိတ်ပြနေတာနဲ့အတူတူပဲအဲ့တော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုကြော်ညာတွေဆောင်ရွက်ရတယ်နောက်တစ်ခါ marketing ဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအရေးကြီးဆုံးအချက်ကတော့ကျင့်ဝတ်နဲ့အညီဆောင်ရွက်ဖို့ကတော့အလွန်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ခေတ်လောက်လူတွေရဲ့စိတ်ဝင်စားမှုရအောင်လုပ်ဖို့ခက်တဲ့ခေတ်ဟာဒီကနေ့ခေတ်ပဲ။ဒီကနေ့ခေတ်လောက်အဲ့ဒီလူတွေရဲ့စိတ်ဝင်စားမှုကိုရပြီဆိုတဲ့အတိုင်းအောင် နှစ်ပေါင်းများစွာရေရှည်တည်တံ့အောင်ထိမ့်သိမ့်နိုင်မှုခက်ခဲတာဒီနေ့ခက်ဒီနေ့ခေတ်မှာလူတွေရဲ့ attention စိတ်ဝင်စားမှုဟာအင်ကမ်လူကြီးမရဲ့ဝင်ဝင်ဖြစ်တယ်။ဒါကြောင့်လူတိုင်းလူတိုင်းဟာလူတွေရဲ့စိတ်ဝင်စားမှုကိုနှီးမျိုးစုံနဲ့ရအောင်စ조사နေကြတယ်။ American သမ္မတ Donald Trump ကစပြီးတော့မှပဲဟလာကျွန်တော်တို့လူတိုင်းလူတိုင်းဟာဒီနေ့လူတွေရဲ့စိတ်ဝင်စားမှုကိုနှီးမျိုးစုံနဲ့စ조사တယ်။သို့တော့ကျင်းဝင်းနဲ့အညီစ조사တာရှိတယ်။ကျင်းဝင်းနဲ့မညီပဲစ조사တာရှိတယ်။ကျင်းဝင်းနဲ့အညီစ조사မှုတော့လိုတယ်။ အရင်ခက်ကတော့ marketer တွေကကျွန်တော်တို့ပြောတယ်လူတွေကိုကိုယ့်ရဲ့ customer တွေ confuse ဖြစ်အောင်မလုပ်နဲ့ဒီနေ့ခက်ကြတော့လူတွေကိုကျွန်တော်တို့ကမဟာဗျူဟာမြောက် confuse ဖြစ်အောင်လုပ်ရတဲ့ခက်ဖြစ်လာမဟာဗျူဟာမြောက်လုပ်တာနော် confuse ဖြစ်အောင်လုပ်တယ်ဆိုတာကဆိုတော့ကျွန်တော်တို့အနေနဲ့လူတွေကိုလူတွေရဲ့စိတ်ဝင်စားမှုကိုရအောင်ဘယ်လိုလုပ်မလဲပထမတစ်ချက်စစစကျွန်တော်ခဏခဏပြောတယ်အတော်ဆုံးသူတွေက number 1ကိုရောက်တာမဟုတ် marketing အကောင်းဆုံးသူတွေက number 1ကိုနေပယ်သီးသီးမှရောက်ဆိုတော့တခုတော့ရှိတယ်ကျွန်တော်တို့က မှန်ကန်တဲ့နီလန်ချင်းဝင်းနဲ့ညီတဲ့နီလန်နဲ့ကြိုးစားဖို့လိုတယ်ကျွန်တော်ဒီကျွန်တော်ဆိုစာရေးတာဒီကျွန်တော်ဒီကျွန်တော်ပထမဆုံးစာမှုဒီ2000ပြည့်နှစ်နော်စက်တင်ဘာလထုတ် beauty magazine မှာလင်းတိုင်းညွမမြေဆိုကလောင်နာမည်ကျွန်တော်စပြီးတော့ပုံနှိပ်စာမှုစပါ2000ပြည့်နှစ်ကျွန်တော်ပထမဆုံးစာအုပ်ထုတ်တာ2002ခုနှစ်ကထုတ်တယ်ပထမဆုံးစာမှုစပါတာ2000ပြည့်နှစ်မှာပါတယ်2025ခုနှစ်မှာကျွန်တော်ရဲ့စာရေးတက်တန်25နှစ်ရှိပြီကျွန်တော်ထုတ်ဝေခဲ့တဲ့စာအုပ်က 35အုပ်ရှိသွားပြီ36မြောက်ကိုအခုပြင်ဆင်နေတယ်ဟောပြောပွဲပြောတဲ့တတ်တန်းကြီးကျွန်တော်7နှစ်လောက်ရှိပြီ10စုနှစ်နဲ့ချီတဲ့စာရေးတဲ့တတ်တန်းမဖြစ်ဟောပြောပွဲပြောတဲ့တတ်တန်းဖြစ်သင်တန်းသင်တဲ့တတ်တန်းမဖြစ်ကျွန်တော်လူတွေ10စုနှစ်နဲ့ချီအောင်10စုနှစ်နဲ့ချီပြီးတော့ကျွန်တော်မှတ်မိနေအောင်ကျွန်တော်တို့ဟာအဲများစွာစ조사အားထုတ်ရတာဖြစ်တယ်။ဒါကြောင့်လူချင်းတို့ရဲ့လုပ်ငန်းအသီးသီးကိုလည်းမှန်ကန်တဲ့ကျင့်ဝတ်နဲ့ညီတဲ့ marketing advertising နီးလန်းနေနဲ့ marketing ကြော်ညာ marketing နီးလန်းကြော်ညာတဲ့နီးလန်းနေနဲ့အောင်မြင်မှုကိုအခုပဲမြင့်တင်လိုက်ပါ အောင်မြင်မှုတွေကလူချင်းမျိုးစောင့်ကြနေပါတယ်အဲ့တော့တင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်ခုနှစ်လပိုင်းမှာကျွန်တော်ရဲ့ marketing တင်တန်းတစ်ခုဖြစ်တဲ့ certificate in modern marketing တင်တန်းကိုဖွင့်လှစ်မှာဖြစ်ပါတယ် marketing ပညာကိုအခြေခံကနေစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြည်သူမျိုးဆိုတက်နိုင်တယ် online တင်တန်းဒီကျွန်တော်တို့က ဒီ15ရက်နေ့ခုနလပိုင်း15ရက်နေ့အင်္ဂါနေ့စမယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဗေဒီသားဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram မှာလည်းပြန်တင်ပေးမှာဖြစ်တယ်တင်တန်းကာလာတလားပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမယ် recorded video တွေဒီတင်တန်းကာလာတလားပြီးသွားတဲ့တိုင်အောင်နောက်6လတနည်းလောက်ဒီမဖြတ်ပေးထားတာပြီးမှာဖြစ်တဲ့အထက်ထက်ကြည့်နိုင် live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေ live ပြီးကျွန်တော်နဲ့ရင်းနှီးချစ်ကြွတွေ့ဆုံပြီးတက်ရောက်မှာဖြစ်တယ်ကျွန်တော်မေးခွန်းနေမိနိုင်တယ်တင်တန်းတက်နေရင် ဲ့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်။အပြင်လူတွေ့တက်ချင်တဲ့သူတွေကတော့ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတဲ့ကျွန်တော်ရဲ့ AML သင်တန်းကျောင်းမှာကျွန်တော်တို့9လပိုင်း19ရက်နေ့နဲ့20ရက်နေ့စနေတွင်းနေ့ရက်မှာမနေ့စင်နာရက်နေ့ညနေ6နာရီထိ2ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချိတ်ခင်စွာတွေ့ဆုံပြီးတက်ရအောင်မှာဖြစ်ပါတယ်။အဲ့တော့ဒီတန်းန်းဒီ marketing အခြေခံပါမယ်ဝယ်သူတွေရဲ့စိတ်ကိုနားလည်အောင်ဘယ်လိုလုပ်မလဲပါပါမယ်အရေးကြီးဆုံးအချက်ကတော့ ိုယ့်ကိုလူတွေကမှန်ကန်စွာသတိပြုမိအောင်ဘယ်လိုလုပ်မလဲအဲ့ဒီသတိပြုမိကိုသတိပြုမိမှုကိုဆယ်စုနှစ်နဲ့ချီရေရှည်တည်တံ့အောင်မြင်အောင်ဆယ်စုနှစ်ရာစုနှစ်အထိစူးစမ်းကြတာပေါ့ကျွန်တော်တို့ဟာဘယ်လိုဆောင်ရွက်မလဲစတာတွေကိုကျွန်တော်နဲ့တူရင်းနှီးချစ်ခင်ဆိုတော့ကျွန်တော်ရဲ့ လျှို့ဝှက်နီလန်းလေးကိုပါ marketing လျှို့ဝှက်နီလန်း32ခုကိုပါကျွန်တော်တို့ဒီမှာတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့သင်တန်းတက်ချင်ရင်နံပါတ်ရဖုန်းနံပါတ်ကို comment မှာမေးနေ Messenger message မှာရေးထားပေးကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို online ကပထမအဦးဆုံးအရောက်100အပြင်ကပထမအဦးဆုံးအရောက်30ကိုကျွန်တော်20% discount ပေးထားပါတယ်နောက်တစ်ခုကတော့ဒါကျွန်တော်ရဲ့ TikTok ပေါ့เนาะကျွန်တော်ရဲ့ TikTok အဲကျွန်တော်တို့ follower 3 million ပြည့်เนาะကျွန်တော် follower 3 million ပြည့်အထိမ့်အမှတ်နေနဲ့စာအုပ်30ကိုကျွန်တော်ရဲ့ဒီကျွန်တော်စာအုပ်30ကိုကျွန်တော်ပြိသက်အယောက်30ကိုအခုပေးမဲ့အစီအစဉ်ဒီတစ်ပတ်ထဲမှာကျွန်တော်တို့မကြမီမှာရွေးချယ်တော့မှာဖြစ်တယ်အဲ့ဒီအစီအစဉ်မှာပါဝင်ခြင်းရင်ကျွန်တော်ရဲ့အခု ဒီဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်မျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီအဲ့ထဲကအယောက်30ကိုရွေးချယ်ပြီးတော့ကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအင်တန်ယာရောက်ပို့ကပါမပေးရဘူးကိုမောင်မောင်ရရဆိုကိုမောင်ဖတ်ဖို့ဆိုပြီးတော့ကျွန်တော်လက်မှတ်နဲ့တူပေးပို့ပေးမှာဖြစ်ပါတယ်အခုပဲအမောင်တွေကနေကောင်မလေးတို့မျက်စိမိတ်မပြပါနဲ့ marketing အလင်းတန်းတွေကိုထွက်ပြီးတော့မျက်စိမိတ်ပြလိုက်ပါအောင်မြင်မှုတွေကလူချင်းမင်းကိုစောင့်ကြုံနေပါတယ် we must work together we must build our nation